ဆဆချင်းဝေဖန်လေးမကန်ခင် Ocean Host ဆိုတာဘယ်လိုမျိုးလဲကျွန်တော်တို့အရင်ကြည့်လိုက်ကြတာပေါ့ထောင်းချောင်းဒါမှမဟုတ်တခြား Sullivan Rock တေကရေရတိုက်စားမှုထံကိုနှစ်ကာလတကုတ်အထိခံလာရတဲ့အခါအခေါင်းပေါက်တံဖြစ်လာပါရင်ဒီလိုအချိန်မှာပင်လယ်ရေမျက်နှာပြင်မြင့်တက်လာလို့ပဲဖြစ်ဖြစ်ရေလွှမ်းသွားလို့ပဲဖြစ်ဖြစ်ဒီအပေါက်ကြီးတွေကရေအောက်ကိုရောက်သွားကြပါလိမ့်ရောဒါမျိုးကို Ocean Host လို့ခေါ်ပါရင်ဒီကောင်ကြီးတွေကဘူမိပေတာဖြစ်စဉ်အရထူးခြားကြသလိုကျွန်တော်တို့လူသားတွေအဖို့အခုထိလေးလာနေရဆဲကိစ္စရည်တွေတခုအပါအဝင်ဖြစ်ပါရင် ကဲဒီနေ့တင်ဆက်မှုမှာတော့ကမ္ဘာတစ်လားက Ocean Hall ရဲ့အကြောင်းကိုဆက်စုလိုက်ကြတာပေါ့ဗျာ Caribbean ပင်လယ်ရဲ့စိမ်းပြာလှိုင်းနဲ့ Yucatan ကျွန်းဆွယ်ကိုမထီတိပုတ်တိုက်နေတဲ့ချွတ်တွမဲဘေးရဲ့အောက်မှာတော့အလင်းမရောက်နေမပေါက်တဲ့ကြောင်ကြီးတစ်ခုငြိမ်သက်နေပါတယ်ဒါကတော့ Tatcha Blue Hope ပဲဗျာကမ္ဘာမှာအခုထိသိရသမျှအနက်ဆုံး Blue Hope ဖြစ်ပြီးမီတာ120ပင်1380အထိနက်ပါတယ်ဗျာဒဏ္ဍာရီနဲ့ပြန်သွားကြည့်အောင်ရှေးမှာလူမျိုးတွေရဲ့ပြောရုံစင်အရမွေးရည်နယ်ဖျားချော့ထား လျက်စီမိုးကျွန်းတဲ့ကဘာကိုထူခွဲခဲ့တဲ့အခါမှာဆန်နိုတစ်လို့ခေါ်တဲ့တန်ရှင်းတဲ့ရေကန်တွေဖြစ်ပေါ်လာပါတဲ့။ဒီကန်တွေကလူသားတွေနဲ့နတ်ဘုံတွေကိုဆက်သွယ်ပေးတဲ့တံခါးပေါက်တွေလို့ယုံကြည်ကြတာပေါ့။တက်ဖ်ဂျာဆိုတာကနမေကနန်ရှိုင်းရဲ့ရေတော့အိဗယ်ရပြီ။ဒီကြောင်ကြီးဟာချော့စ်ပန်စင်းခဲ့တဲ့တံခါးပေါက်တစ်ခုလို့သူကယုံကြည်ကြတဲ့။ဒေသခံတွေကတော့ဒီကြောင်ကြီးကိုကြာကြာကြည့်ရင်နတ်ဝိညာဉ်တွေကဆွဲခေါ်နေတယ်လို့ခံစားရတယ်လို့ဆိုကြပါတယ်။တိဗက်မြန်မာရှင်တွေကဘာကြောင့်စိတ်ဝင်စားကြတာလဲ။ ဒေသခံရေကုန်သမားတွေဟာ2003ခုနှစ်ပတ်ချာလည်လောက်မှာရှာတွေ့ပြီး2021မှာအတီဗီဝေးခဲ့တဲ့ဒီကြောင်ကြီးကို Blaze က Great Blue Hole Meter 125နဲ့တရုတ်ပြည်က Dragon Hole Meter 300တို့ထက်တောင်လက်ပါသေးတယ်။ဒါကြောင့်လည်းကမ္ဘာအနှံ့ဆုံး Ocean Hole ဆင်းဝင်နေတာပေါ့။ဆင်းဝင်စားစရာကတခြား Blue Hole တွေကပင်လယ်နဲ့ထဲမှာရှိတတ်ပေမဲ့ Temperature ကတော့ရေတိမ်တဲ့ပင်လယ်အော်ထဲမှာပေါအောင်နေတာပါ။ဒါကြောင့်သိပ္ပံပညာရှင်တွေကပုံပြီးဆင်းဝင်စားနေကြတယ်လို့ဆွေးနွေးမှာပါ။သူအနောက်ပိုင်းနေမှာရှေ့ခေတ်ကပင်လယ်သက်ရှိတဲ့အချင်းချင်းတွေ လူသားတွေရဲ့ထိတွေ့ခြင်းမခံရသေးပဲရှင်းတန်နေတဲ့ဇီဝစနစ်တွေ KSNS ရာသီဥတုပြောင်းလဲမှုတမိုင်းကြောင်းတွေကိုခြေရာကောက်နိုင်မဲ့ဒဲလွန်စားတွေပုံခုနေနိုင်တယ်လို့ယုံကြည်ကြပါတယ်ဒါပေမဲ့ဘယ်သူမှအစင်မရှာကြသေးပါဘူးအကြောင်းကတော့အနက်ပိုင်းရောက်ရင်ပေါ်ကျဲဝါလာတွေဖြစ်တဲ့ hydrogen sulfide ဓာတ်မွေတွေပိမ့်ပိမ့်အောင်မှောင်မိုက်နေတဲ့အမှောင်ဒူးနဲ့ဗားရီဆောက်ကြုံနေမလဲမသိရတဲ့အခြေအနေတွေကြောင့်ပါဒီ ocean ဟိုကြီးကတော့2020နောက်ပိုင်းမှာမှလူသိသူသိဖြစ်လာခဲ့တာပါဟိုရင်ကတော့ဒေသခံအနေနဲ့သူတွေဒီလိုကလွဲရင်သိတဲ့လူကရှားတယ်ခင်ဗျာ Dragon Hole နာမည်ကြီးနေရာတွေကတခုဖြစ်ပြီးတော့ Dragon Hole လို့အမည်ရတဲ့ဒီ Ocean Hole ကိုတရုတ်နိုင်ငံတောင်တရုတ်ပင်လယ်မှာတွေ့ရမှာပါ။ဒါကကမ္ဘာအနှံ့ရှိုင်းဆုံးသဘာဝပင်လယ်ခုဖြစ်ပြီးအနက်က300မီတာကျော်ရှိပါရင်ပင်ထဲဆိုရင်989ပေးပါဗျာ။နောက်တဲ့စိတ်ဝင်စားစရာတနားရီလောင်းတမိုင်းကြောင်းအရာဒေသခံတွေကဒီအပေါက်ကိုငကားမင်းရဲ့နေအိမ်လို့တင်စားကြပါရင်ရှေ့လူကြီးတွေရဲ့ပြောစကားရဒီအောက်ခြေမှာငကားကြီးနဲ့ရတနာတိုက်တွေပုန်းခိုနေတယ်လို့ဆိုကြပါရင်လိုင်းလုံးကြီးတွေပေါ်လာရင်ငကားနိုးလာပြီလို့တော့ယုံကြည်ကြတာပါ။ သိပ္ပံပညာရှင်တွေကတော့2016ခုနှစ်မှာဒီ blue hole ကိုစနစ်တကျစူးစမ်းလေ့လာခဲ့ပြီးဒီကိုအတွင်းမှာအောက်ဆီဂျင်မရှိပဲရှင်သန်နေတဲ့သက်ရှိမျိုးစိတ်တွေရှိကြောင်းတွေ့ရှိခဲ့ကြပါတယ်။ဒါ့အပြင်ဒီကိုရဲ့ကြောက်လွာတွေထဲမှာနှစ်ပေါင်းထောင်ချီကြာရာသီဥတုစင်ကဲပြောင်းလဲမှုတွေအတွက်သဲလွန်စားတွေတင်းစီပေးထားတယ်လို့ဆိုပါတယ်။ဖန်ဖန်တစ်ချက်ကတော့ကျွန်တော်တို့ရဲ့စုံဥကုန်းက Journey to the West ထဲမှာပါတဲ့နဂါမင်းရဲ့နန်းတော်ဟာဒီ Ocean Hole ကြီးထဲမှာလို့ယုံကြည်ကြပါသေးတယ်။ Den Blue Host ဒင်းဘလူးဟိုးရဲ့အကြောင်းကိုပြောရရင်ကမ္ဘာအကျယ်ဆုံးဘလူးဟိုးဆိုတဲ့ဂုဏ်ပေါ်ကြီးကိုတက်ပြောရမယ်ထင်ပါတယ်။ဘာဟာမက်စ်နိုင်ငံကလောင်အိုင်စလန်ကျွန်းမှာတည်ရှိပြီးအနက်မီတာ200နဲ့ပင်663အထိရှိပါတယ်။တဘာဝအံပွဲတစ်ခုလိုတင်စားကြရခင်ဗျာ။ဒီဟိုးကို1980ပြည့်လွန်နှစ်တွေမှာဒင်းဆိုတဲ့ဒေသခံ၅ဖန်းသမားကသူ့ပိုင်နယ်နားမှာတွေ့ရှိခဲ့တာပါ။အဲ့ကနေဒင်းဘလူးဟိုးလို့နာမည်တွင်လာတယ်ဆိုပါတော့ကဲချင်းနဲ့တိမ်မွေးပေမဲ့အရင်ကတော့တည်သူတိမ်မရှိခဲ့ပါဘူး။ ဘလူးဟောလိုနေရာတွေကကျင်းလင်းနန်းရှိုင်းပြီးတော့ရေပြာရောင်ကြည်လက်လက်တွေနဲ့တိရစ္ဆာန်မျိုးစုံအတွက်သီးသာကြေအားတစ်ခုစနစ်လည်းဖြစ်နေပြန်ပါတယ်။ဒီဘလူးဟောကတော့ free timing အတွက်နာမည်ကြီးပါတယ်။ရေစီအားနေပြီးငြိမ်သက်တဲ့အတွက်ကမ္ဘာတော်ကတိုင်ပင်သမားတွေလာရောက်စမ်းသပ်လေးရှိပါတယ်။ဒီနေရာမှာကမ္ဘာစံချိန်တွေများစွာတောင်ချိုးခဲ့ပူပါသေးတယ်။ဒါ့အပြင်ဒီနေရာကဘေးနဲ့တရဝါတွေအတွက် safety zone အဖြစ်လည်းဖြစ်ပါတယ်။ငါးလိမ့်နဲ့တခြားရေနေတရဝါတွေမျိုးစိတ်တွေကျဆားရနေရာဒေသတစ်ခုဆိုရင်လည်းမမှားပါဘူး။ Great Ocean Blue Hole ကမ္ဘာအဝယ်တစ်ခုဖြစ်တဲ့ Great Ocean Blue Hawk ကတော့ Caribbean ပင်လယ်တဲက Blaze Canyonana မှာတည်ရှိပါတယ်။ဒါဟာ UNESCO ရဲ့ကမ္ဘာအမွေအနှစ်နေရာစင်းဝင် Blazer Barrier Reef Research System ထဲမှာပါဝင်ပြီးကမ္ဘာကျော် Diving Spot တစ်ခုအဖြစ်နာမည်ကြီးပါတယ်။ဒီအောက်မြောက်နေတဲ့နိုင်ကောင်းကြီးဟာအကျယ်ပေ1000မီတာ300နဲ့အမြင့်ပေ400မီတာ120လောက်ရှိပါတယ်။ဒါကရေခဲခေလွန်ခဲ့တဲ့နှစ်ပေါင်း1000လောက်က ဖြစ်ပေါ်လာခဲ့တာလို့ဆိုပါတယ်။ပင်လယ်ရေမြင့်နေပြီနဲ့တက်လာတဲ့အခါမှာဂူကြီးရဲ့အမိုးပြိုကျပြီးအခုမြင်နေရတဲ့ Blue Hole ပုံစံဖြစ်လာတယ်ဆိုပါတော့ ဒီနေ့ဟာကျင်းလင်းပြာလဲနေတဲ့ရေပြင်ကြီးဟာငုံရှာဖွေသူတွေကိုစူးစမ်းလေ့လာခွင့်အပြည့်ပေးထားပေပါတယ်။အတွင်းပိုင်းမှာတော့တဘာဝပြည့်ကြောက်ဆက်တိုင်ကြီးတွေငါးအုပ်ကြီးတွေနဲ့ရေအောက်သက်ရှိတဲ့စသဖြင့်စုံလင်လာပါတယ်။ဒီလိုထူးခြားတဲ့ဖွဲ့စည်းပုံနဲ့တနာကြောင်တန်းတွေကြောင့်ကဘာလဲခီးသွားတဲ့ရေငုပ်ဝါသနာရှင်တွေအာယုံကိုအပြည့်ပြန်ဖန်းစားနိုင်တယ်လို့ဆိုရပါလိမ့်မယ်။ Japan Trust ဂျပန်နိုင်ငံရဲ့အရှေ့ဘက်ကန်ယူနန်နာမှာတင်းရှိပြီး Pacific Plate ကဘက်ကနေပြီးတော့မြောက်အမေရိက Plate Out ကိုကျွင်ဝင်နေတဲ့ဒေသဖြစ်ပါတယ်။ဒီခြေဝန်းဟာပေ1100ကျော်ကီလိုမီတာ17ကျော်အနက်ရှိပြီးဒီဒေသရဲ့ငလျင်နဲ့မီးလောင်လှုပ်ရှားမှုတွေအတွက်အထူးအရေးမြင်ပါပဲ။နှစ်သန်းပေါင်းများစွာကြာမြင့်လာတဲ့ကြောင်းလွာစုပေါင်းမှုဖြစ်စဉ်ကြောင့်ငလျင်ငယ်လေးကြီးတွေနဲ့မီးလောင်ပွားကွဲမှုတွေမကြာခဏဖြစ်ပွားလည်ရှိပါတယ်။ဒီခြေဝန်းဟာ2017ခုနှစ်ကဂျပန်အရှေ့ပိုင်းကိုလှုပ်ခတ်ခဲ့တဲ့အင်အားအပြင်းဆုံးငလျင်ကြီး Magnitude ကိုသမတုံညာအပါအဝင်တခြားသမိုင်းတွင်ရေးစေမဲ့ငလင်းတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်ဒီငလင်းကြီးကြီးကြောင့်ပဲဆူနာမီကြီးဖြစ်ပေါ်ပြီးတော့ဂျပန်ကန်ဦးနဲ့တခြားပြည်စည်းမှုတွေအများပြားဖြစ်ခဲ့ပါတယ်အခုတည်းကဒီဒေတာရဲ့ငလင်းလုံရှားမှုတွေဟာစိုးရိမ်စရာဖြစ်ရှိနေစေဖြစ်ပြီးသိပ္ပံပညာရှင်တွေဟာဒီဖြစ်စဉ်တွေကိုပုံမနာလှည့်ပြီးကြိုတင်ခံမှန်းနိုင်မှုသုတေသနတွေဆက်လုပ်နေကြပါတယ်ဒီဂျန်ဝဲကိုလေ့လာဖို့အတွက် RP ချူကူလို့သုတေသနဒေမော်ရီဟာခင်မီနိမညာတွေကိုတုံးပြီးတော့တပုတ်တရာကျမ်းပင်ကိုဒူးဖော်ကကြောက်လွှာ ရွေလျားမှုဆိုင်ရာအချက်အလက်တွေစုဆောင်းနေကြပါပြီ။ဒီသတင်းစာတွေကငလင်းတွေကိုကြိုတင်ခံမှန်းနိုင်မှုနဲ့ကြောင်းလွာဖွဲ့စည်းပုံတွေကိုနားလည်ဖို့အကူအညီပေးတယ်လို့ဆိုပါရင်ဂျပန် Twitch ကတော့ငလင်းတစ်ခုတည်းတင်မကပါဘူးဂျပန်နိုင်ငံရဲ့မင်းမင်းပြင်သွင်းပြင်ကိုဖန်တီးရမှာအရေးပါအရရောက်တဲ့ဘူမိပေတာဖြစ်စဉ်တစ်ခုလို့ဆိုရင်လည်းမှားပါဘူး Damage Stone Sostraman Mistone လို့သိကြတဲ့ဒီ Ocean Hoji ကတော့ Norway နိုင်ငံ Sostraman ကြီးပါအနီး Arctic ဆောင်းဝိုင်းမြောက်ဘက်မှာတည်ရှိပါတယ်ဒီနေရာကကမ္ဘာအပြင်ထန်ဆုံး DA line စီးကြောင်းနေဖြစ်ပေါ်နေတာဖြစ်ပြီး Stormora နဲ့ ကာဗလန်ဆိုရာတို့ကျွန်းကြမှာရှိတဲ့ရေလဲကြားကျင်းကျင်းလေးတွေကရေတွေအချိန်နဲ့ဈေးဝင်ရာကနေအချင်းမီတာ30ရှိတဲ့ရေဝဲကြီးကိုဖြစ်ပေါ်စေပါရင်တမိုင်းနဲ့ရှာဖွေမှုတွေကိုတွားကြည့်လိုက်အောင်ဒေသခံတွေကတော့ရာစုနဲ့အလွန်နေကလေးကတီထားပေးပေမဲ့18ရာစုနှောင်းပိုင်းကြားမှာနော်ဝေသိပ္ပံပညာရှင်ပီတာဝက်ဆင် တာတာစကော့ကျော်ကသူ့ရဲ့မှတ်တမ်းလေးမှာဖော်ပြခဲ့ပြီးနာမည်ကြီးလာခဲ့ပါတယ်။အစမမာနာကတော့ဒနာရီလာပုံမြင်နဲ့ဗဆက်ရာစွေနေနဲ့တိတ်ကိုဆန်းကျင်တဲ့နေရာကြီးပေါ့။နောက်ပိုင်းကျမှဒီရီလိုင်းနေရဲ့ဖြစ်စဉ်ကိုကမ္ဘာအလှည့်မြင်းမြရင်သွင်းမြင်တဲ့ဒီရီတို့ဆက်ဆက်မှုကြောင့်တိမေပညာရှင်တွေကရှင်းပြနိုင်ခဲ့ကြပါတယ်။အခုတော့ဒီနေရာကစွန်စားကန်ခေးတစ်ခုကိုရှာဖွေလိုသူတွေနဲ့ကမ္ဘာလက်ခေးသွားတဲ့အကြောင်းဆွဲဆောင်နေနိုင်စေပါမယ်။ဇကော့တွန်စစ်ထို မက္ကစီကိုနိုင်ငံတာမာလစ်ပစ်ပြည်နယ်မှာရှိတဲ့ဇကောတွန်လုံးအမီရတဲ့ဒီစစ်ဟိုကြီးကတော့ကမ္ဘာအနှံ့ဆုံးသဘာဝကျင်းတွေကတခုဖြစ်ပါတယ်အနက်335မီတာပင်1099ကျော်တိရှိပြီးမက္ကစီကိုမှာတော့အနက်ဆုံးပါပဲဗျဒီချင်းကြီးကသူ့ရဲ့ထူးဆန်းတဲ့မြေအောက်ကိုတွေသိပ္ပံပညာအတွက်အရေးပါတဲ့သုတေသနတွေကြောင့်ရင်ကုန်သမားတွေသုတေသီတွေအကြောင်းမှာနာမည်ကြီးပါတယ်1993ခုနှစ်ငေါ်သမားအဖွဲ့တစ်ဖွဲ့ဟာပထမဆုံးရှာဖွေတွေ့ခဲ့ပေမဲ့ 2000ပြည့်နှစ်အစောပိုင်းမှာပဲကမ္ဘာကတည်လာခဲ့တာပါ2019နှစ်မှာ National Spelological Society အဖွဲ့နဲ့သူတို့အနေနဲ့ကကျင်းရဲ့အနက်ကိုအောင်မြင်စွာဆူဆန်းနိုင်ခဲ့ပြီးမြောက်ရင်ကန်နေအရင်ကမမြင်မှုတဲ့အကောင်ငယ်လေးတွေရှင်သန်နေတာကိုလည်းတွေ့ရှိခဲ့ကြပါတယ်အခုထိတော့ဒီကျင်းကြီးကသိမဲ့ပညာရှင်တွေအထူးသဖြင့် speology တိတ်သွေးတည်တဲ့အတွက်အသေးခိုက်တဲ့နေရာကြီးတခုဆိုပါတော့ blue hole ကိုဆိုကိုဆိုကျွန်းရဲ့ blue hole ကတော့မြေထဲပင်လယ်တွေကနိုင်ငံတခုဖြစ်တဲ့မော်တာနိုင်ငံမှာတည်ရှိပြီးကမ္ဘာကျော်ရေငုပ်နေရာတခုလည်းဖြစ်ပါတယ်ဒီနေရာကအသွားကြည့်ရင် ချင်းလင်းနဲ့ပင်လဲရင်ရေအောက်ကိုရင်စိမ့်လန်းနဲ့ရေညိမော်ရီနဲ့ရောင်စုံငါးလေးတွေကိုတွေ့ရမှာပါဒီတော့တဘာဝအလားပါကူမှာဆွဲလန်းပါတယ်ဆိုတဲ့ brother များအဖို့စင်းနေတာမှတ်ထားပါတော့ဗျာဘလူးရဲ့အနက်က15မီတာလောက်ရှိပြီးဝင်ပေါင်းတစ်ခုကနေပင်လဲပြင်းနဲ့ဆက်သွယ်ပေးထားပါတယ်တဘာဝအတိုင်းဖြစ်နေတဲ့ပင်လဲတကပေါက်ကြီးဆိုပါတော့ဒီမှာရင်ကိုဖူးသူတိုင်းကရေအောက်ကအလားပါတဲ့အကြောင်းကိုပြောမဆုံးမောင်တောတုံးတော်ဖြစ်ကြရပါသတင်းအရင်တော့ကဒီနေရာမှာ Azura Window လို့ခေါ်တဲ့တဘာဝကြောက်နိုင်ရှိခဲ့ပေမဲ့2019ခုနှစ်မှာတော့ပြိုကျသွားခဲ့ပါတယ် ဒါပေမဲ့ဘလူးဟိုရဲ့အနာကိုတော့မထိခိုက်စေခဲ့ဘူးလို့ပြောမှာပါရေအောက်မှာရှေးဟောင်းကြောက်လွှာရင်းရှားပါးတရဝါရင်းနဲ့အခုထိမသိနိုင်သေးတဲ့နှုတ်ဝက်ဆန်းကျင်မှုတွေပြင်းထန်နေတာကြောင့်စုံစမ်းလေးလာသူတွေကတော့ဝင်လာမဆဲတဲတဲပါပဲ Westland Blue Hole ဘာဟာမာနိုင်ငံစန်တာဂျွန်းစုမှာရှိတဲ့ Westland Blue Hole ကတော့ကမ္ဘာအနှံ့ဆုံးသဘာဝပင်လယ်ကျင်းတွေကတစ်ခုပါပဲဒီကျင်းကြီးရဲ့အနက်ကမီတာ200ကျော်လောက်ရှိပြီးရေအောက်ကိုရေစီးကြောင်းနဲ့ရှားပါးစီဝါမျိုးစိတ်တွေနဲ့ပြည့်နေတဲ့နေရာပါဒီနေရာမှာရေကျုံနဲ့ရေငန်တွေရောရှက်သွားပြီးအဲဒီကနေတဆင်ဖြစ်ပေါ်လာတဲ့ဓာတ်ရုပ်ပစ္စည်းတွေကြောင့်ထူးဆန်းတဲ့တက်ရှိမျိုးစိတ်တွေရှင်သန်နေပါတဲ့ ဒီနေရာကို၈၈ရာစုခဲကနေသိပ္ပံပညာရှင်တွေကစတင်လေ့လာခဲ့ပေမဲ့လည်းနေပညာထုတ်တက်လာတဲ့ဒီဘက်ခေတ်နောက်ပိုင်းမှာတော့ဒီကျင်းကြီးရဲ့အနက်ကိုအပြည့်အဝစူးစမ်းနိုင်ခဲ့ပါတယ်။အခုဆိုရင်တော့ဒီဘလူးဟော့ကသူ့တည်တည်တဲ့စွန်စားရှာဖွေသူတွေအတွက်ရှေးခေတ်ကမ္ဘာလောကရဲ့ခြံရစ်ထားခဲ့တဲ့လှုပ်ဝှက်ချက်တွေကိုဖော်ထုတ်နိုင်တဲ့တော့ချက်နေရာတစ်ခုဖြစ်နေပါပြီ။ဘလူးဟော့ဒက်ဖမ်ဒဟန်ဘလူးဟော့ကတော့အလားတရားအပေါင်းတရဖုန်စောင်းထားတဲ့သဘာဝအရှုံမြောင်းကြီးဖြစ်ပြီးတစ်ဖက်မှာလည်းနမည်ဆိုးနဲ့ကြော်ကြားပါတယ်။အင်းလေလှလုံးတော့လည်း NN ကလည်းတဲပြင်းတယ်ကော။ ဆိုဆိုရေကောသမားတွေရဲ့တင်းချိုင်းကူလို့တော့အမိတွင်တဲ့ဗျာဒီရှိုကြီးဘယ်တော့မှဖြစ်လာလဲဆိုတာအတိအကျမသိပေမဲ့ကဘာဘောကတခြားဘလူးဟော်ရီလိုပဲထုံးကြောက်တင်နှစ်ထောင်ချီတိုက်စားရာကနေပြက်စေးလာမှုကြောင့်ဖြစ်လာတဲ့သဘာဝအလှူအမြောင်းကြီးတစ်ခုဖြစ်ပါတယ်ဘလောက်အနေများပါသလဲ နေဆယ်ရာစုမှာဒီနေရာဟာသူ့တဘောတရားရည်နဲ့တမူထူးခြားတဲ့ဖွဲ့စည်းပုံတွေကြောင့်ဒိုင်မင်သမားတွေကြားထဲမှာကြီးလာခဲ့ပါတယ်။ဒါပေမဲ့အချက်တစ်ချက်ကလည်းသူ့ရဲ့အလှတရားကိုအကြီးတန်သွားစေခဲ့ပါတယ်။ပင်လယ်ပြင်စီကိုဥတီတဲ့အနေထားနဲ့56မီတာ184မီအနက်မှာရှိတဲ့26မီတာအရှည်ရှိတဲ့ The Egg Clock ခေါ်တဲ့ဥမေနိုင်ကောင်းကြောင့်နာမည်ဇိုးနယ်နဲ့ကြော်ကြားသွားခဲ့ရပါတယ်။ဒိုင်မင်သမားအများစုဟာသူတို့လုံနိုင်တဲ့ limit ကိုပဲ over confident ဖြစ်တာလေပါမှာပေါ့လေ nitrogen gas တွေရှူမိရကနေ oxygen အစိမ့်သွင်းမှုတွေဖြစ်လာရတာကနေရင်ကောင်းရင်တန်းလိုက်တဲ့သတိလက်သွားပြီးတိတ်ဆုံးမှုတွေကဇက်တိုက်ဆိုလို့အစာပြုလာခဲ့ပါတယ် နှစ်ထောင်ပြည့်နှစ်နှစ်ပိုင်းတော့ကအစ္စရေးရုရှားလိုမျိုးရူရီလင်ပင်ကီဆိုသူဟာရေအောက်135မီတာ389ပေးအနက်မှာရေနစ်တေဆုံးခဲ့တဲ့ဖြစ်စဉ်ကတော့အထင်ရှားဆုံးပါပဲ။တေဆုံးပြီးရဲ့နောက်ပိုင်းမှာသူ့အလောင်းကိုပြန်တွေ့ချိန်သူ့ကောင်းမှာတက်ထားတဲ့ကင်မရာကိုစစ်ဆေးရာကနေကင်မရာထဲမှာရူရီလင်ပင်ကီရဲ့နောက်ဆုံးအခြေအနေကိုရေအောက်မှတ်တမ်းအဖြစ်မှတ်တမ်းတင်နိုင်ခဲ့တာကြောင့်လည်းဒီသတင်းကပို့ပြီးတော့ဟိုလီတကျော်ကျော်ဖြစ်သွားခဲ့ရသလိုတစ်ဖက်မှာဒိုင်မင်သမားတွေအကြားမပြောမပြစကားဝိုင်းတစ်ခုဖြစ်လာခဲ့ပါတယ်။ဒဏ္ဍာရီနဲ့အယူသီးမှုတွေကလည်းဒုနဲ့ထေးပါပဲ။ဒါပေမဲ့မြို့မှာအနီးမှာနေထိုင်ကြတဲ့ ဘဒွန်းအင်လိုမျိုးတချို့ကတော့ဒီဘလူးဟုတ်ကိုကျင်းစာတိုက်ထားတယ်လို့ယုံကြည်ကြပါတယ်။ဒဏ္ဍာရီတစ်ခုရအတင်းအကျပ်လက်ထက်ခံရမှုကလည်းလွတ်ဖို့မိန်းကလေးတယောက်ဟာဒီမှာယင်းနေတင်ဆုံးခဲ့ပြီးသူမရဲ့ဝိညာဉ်ကိုဒီရှိုးမြောင်ထဲမှာရေလာငုတ်သူတွေတေးအောင်လုပ်နေတယ်လို့ဆိုပါရင်မှန်ဒီမှန်ဒီအပါအထားလူအသေးပြမရတာကတော့အမှန်ပါပဲ။ဒါကြောင့်လည်းအခုချိန်ထိအဲ့ဒီနေရာမှာရင်ငုတ်သွားမယ်ဆိုရင်တခြားနေရာတွေနဲ့မတူဘဲစီမင်းစည်းကမ်းတွေကိုတင်းတင်းကြပ်ကြပ်လိုက်နိုင်ရမှာပါ။ဒါပေမဲ့လည်းဒီဘလူးဟိုတဝိုက်ဟာရေလိုင်းပုံမှုတခြားနေရာတွေထက်ဆိုင်ရော်နေနေတာကြောင့် free driver တွေအတွက်လေ့ကျင့်ရ training ကွင်းလိုတစ်ခုလိုဖြစ်နေပြန်ပါတယ်။ ဒီထက်ကိုမှဆရာကျတဲ့ကျွမ်းကျင်သူတွေကတော့အနေများလာပါတယ်ဆိုတဲ့ဘလူးဟိုးရဲ့ရှုံမြောင်နေစူးစမ်းလေးလာရဲ့ခီးတွေကိုအသက်ကိုလောင်းချေထက်ရင်ချကြတာပေါ့နောက်ထပ်အသက်တွေမဆုံးရှုံးရလေအောင်မော်တော်ဆားမှုတွေကိုကာဝယ်ဖို့အီချစ်ဆိုးရကလည်းဒိုင်မင်သမားတွေအလိုက်နိုင်ရမယ် safety rule တွေကိုပို့ပြီးတင်းကျပ်ထားပါသေးရင်ဒီနေ့တင်ဆက်ပေးခဲ့တာကတော့ကမ္ဘာတစ်လောကပေါ်လွင်ထူးခြား ocean home များအကြောင်းပဲဖြစ်ပါတယ်။လူချင်းမတို့ရောဘယ်တစ်ခုကိုရောက်သွားဖို့စိတ်ကူးမိပါသလဲ။အားလုံးကိုကျေးဇူးတင်ပါတယ်။ဒီနေ့ကတော့ဒီလောက်ပါပဲ။